မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မိတ်ဆွေတို့မျှဝေသွားမယ့်အကြောင်းကတော့ Android ဖုန်းတစ်လုံးမှာမဖြစ်မနေဆက်ဖို့လိုအပ်တဲ့ setting ၅ချက်ကိုမိတ်ဆွေတို့မျှဝေသွားမှာဖြစ်ပါတယ်ပထမဆုံးနံပါတ်၁အချက်အနေနဲ့ setting တွေကိုသွားမှာဖြစ်ပါတယ် setting တွေကိုသွားပြီးရင်ကျွန်တော်တို့ Google Google ရဲ့ကိုဝင်လိုက်ပါခင်ဗျာဟုတ်ကဲ့ပြီးလို့ရှိရင် all services တွေကိုဝင်ပြီးရင် အပေါ်ဆက်တင်လိုက်ပါဒီနေရာမှာ ADS ဆာရှိပါတယ်အဲ့ဒီ ADS ဆွဲနေရာလေးတွေကိုဝင်လိုက်ပါခင်ဗျာဒီနေရာမှာ delete advertising ID ဆွဲနေရာကိုဝင်ပြီးတော့ delete လုပ်လိုက်ပါ Google Ads personalization ကို off ထားတာသဘောပါခင်ဗျာဒါနံပါတ်၁စက်တင်မှာပြီးရင်နံပါတ်၂စက်တင်ကိုပြောင်းအောင်မှဖြစ်ပါတယ်ပိတ်ဆွေဖုန်းထဲမှာရှိတဲ့စက်တင်လေးကိုဝင်လိုက်ပါဒီနေရာမှာအပေါ်ဆွဲတင်ပြီးတော့ ဘက်ထရီဆိုတဲ့နေရာကိုရှားမှာဖြစ်ပါတယ်ဘက်ထရီထဲကိုဝင်ပေးလိုက်ပါခင်ဗျာဘက်ထရီ usage ကို check လုပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာဘယ် application တွေကဘက်ထရီကိုဘယ်လောက်စားနေလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်ဘက်ထရီ check up နေရာထဲကိုဝင်လိုက်ပါခင်ဗျာဒါဆိုလို့ရှိရင်တော့ဒီမှာဘက်ထရီကိုအသုံးပြုနေတာတွေကိုတွေ့ရမှာဘက်ထရီတက်တန်းပို့ပြီးခန့်အောင်ကျွန်တော်တို့ setting ကိုချိန်ထားလို့ရပါတယ်ခင်ဗျာ ဘက်ထရီအပူခံရင်ကျွန်တော်တက်ကမှုကိုပါပြောင်းထားလိုက်ပါတယ်ခင်ဗျာဒါဆိုရင်တော့မိတ်ဆွေရဲ့ဘက်ထရီဟာစခင်ထက်ပိုပြီးတော့အပူခံလာတာတွေ့ရမှာဖြစ်ပါတယ်တက်ကမှု light မှုကတော့မိတ်ဆွေကြိုက်တယ်လို့ပြောင်းလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့အပူခံအောင်တက်ကမှုကိုပြောင်းလိုက်တာဖြစ်ပါတယ်နောက်နံပါတ်3အချက်အနေနဲ့ကတော့ auto step ဖြစ်နေတဲ့ application တွေကို control သွားလုပ်ရမှာဖြစ်ပါတယ်စတန်နဲ့ကိုဝင်လိုက်ပါခင်ဗျာပြီးရင် app ဆိုတဲ့နေရာတွေကိုဝင်လိုက်ပါ APPS ဆိုတဲ့နေရာတွေကိုဝင်လိုက်ပါဟုတ်ကဲ့ဒီနေရာမှာတော့အပေါ်ဆုံးမှာ background auto start ဆိုရှိပါတယ်ဒီ background auto start ထဲကိုဝင်ပြီးတော့ auto start ဖြစ်နေတဲ့ application တွေကိုကျွန်တော်တို့က off သွားထားပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ setting သုံးခုပြုပြင်ပြီးဖြစ်ပါတယ်နောက် setting တစ်ခုကတော့နံပါတ်၄ setting အနေနဲ့ ျွန်တော်တို့ဆက်တင်နဲ့ဝင်လိုက်ပါခင်ဗျာဟုတ်ကဲ့ပြီးရင်အပေါ်ဆွဲတင်လိုက်ပါဒီနေရာမှာ privacy protection ဆိုရှိပါတယ်အဲ့ထဲတဲ့ဝင်လိုက်ပါ special permission ဆိုတဲ့နေရာကိုဝင်ပေးရမှာဖြစ်ပါတယ် unknown install application တွေကိုကျွန်တော်တို့ check လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာအခုလိုမျိုး not long ဆိုတာ ဖြစ်နေလားဆိုတာကျွန်တော်စစ်ကြည့်ရမှာဖြစ်ပါတယ်အလောင်းခွင့်ပြုလိုက်မယ်ဆိုရင်ဒီ application ကအန်ရရှိပါတယ်ခင်ဗျာဒါကြောင့်ဒါကို off ထားရမှာဖြစ်ပါတယ် unknown source ကိုကျွန်တော်တို့ check လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးနံပါတ်5အချက်အနေနဲ့ကတော့စတင်နေရပဲကျွန်တော်ပြန်ဝေပြမှာဖြစ်ပါတယ်စတင်နေဝင်လိုက်ပါပြီးရင်အပေါ်တင်လိုက်ပါဒီနေရာမှာ privacy and protection ဆိုတာကိုဝင်လိုက်ပါခင်ဗျာ other permission ဆိုတဲ့နေရာကို ဝင်ကြည့်ပြီးတော့ဒီမှာ application တွေကို permission ဘယ်နှခုပေးထားသလဲဆိုတာကိုဝင်ဆက်လို့ရပါတယ် permission ကိုအများကြီးပေးမထားသင့်ပါဘူးခင်ဗျာ application တစ်ခုချင်းမှာ permission ပေးထားတဲ့ဟာကိုတစ်ခုချင်းဝင်ဆက်ပြီးတော့ကျွန်တော်တို့ permission ကို off ထားလို့ရပါတယ် over permission မပေးသင့်ပါဘူးခင်ဗျာဒါကတော့ number 5အချက်ဖြစ်ပါတယ်ဟုတ်ကဲ့မိတ်ဆွေတို့ဒီချက်5ချက်ကိုတော့ android phone တစ်လုံးကိုအသုံးပြုနေတဲ့သူများဖို့မရှိမဖြစ်ကျွန်တော်တို့ဝင်ဆက်တဲ့အချက်လေးတွေဖြစ်ပါတယ် ဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျာဗီဒီယိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ